မြမအနွေအိုးဒေါ်လာရေးပြီးတော့ပြီတဲ့အတော်လေးကိုအငင်းပွားပြဖိခဲ့တဲ့သုံးသက်ချက်ကခုမကြသေးခင်ကထွာလာပါတယ်ဆိုတော့ဒီသုံးသက်ချက်ကဘာကိုအခြေခံပြီးအခုလိုပြပြတာထားပြောထားတာလဲအဲ့ဒါကိုပဲဒီတစ်ခါအော်ဒရူးလေးလာကြည့်ကြရအောင်ဒေါ်လာရေးပြီးပြီဆိုတာကတော်တော်လေးကို ပြင်းထန်တဲ့အဆိုတစ်ခုပေါ့နော်ဒီတော့ဒီ sense ချက်တာတော့ဘလို့အချက်လက်တွေဘလို့အကြောင်းပြချက်တင်နေဒီလောက်ခိုင်မာတဲ့ကောက်ချက်မျိုးကိုချက်ပြထားတယ်လဲကဲတစ်ချက်ချင်းစီလိုက်ကြည့်တော့ကြရတာပေါ့ ဟုတ်ပြီဒီအဆိုကိုတေချာနားလည်ဖို့ဆိုတော့အရင်ဆုံးဒီ30ချက်ကတော်လန်ရဲ့အောင်မြင်မှုမအောင်မြင်မှုကိုဘာနဲ့တိုင်းပဲလဲဆိုတော့ကစကြည့်ရမှာပါအဲ့ဒါကဘာလဲဆိုတော့တော်လန်ရဲ့မူလရိမ်မှန်းချက်တီးပါပဲဒီစံစစ်ချက်ရဲ့အထူးကအဆိုကရှင်းရှင်းလေးပါပဲတော်လန်ရဲ့အောင်မြင်လားကြားရှုံလားဆိုတာကိုတိုင်းချီရင်တခြားဟာတွေကြည့်ရှာမလို့ဘူးဒီအခြေခံရိမ်မှန်းချက်ကြီးနှစ်ခုနဲ့ပဲတိုင်းရမယ်လို့ဆိုတယ်တခါစစ်အာဏာရှင်စနစ်ကိုအပြတ်အသတ်အဆုံးတတ်နိုင်ဖို့နှစ်ကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်တခုတည်ထောင်နိုင်ဖို့ပါ။ဒါပေမဲ့ဒီရင်မှန်းချက်တည်းစီတွားတဲ့လမ်းကအစနဲ့အဆုံးတစ်သက်တည်းမကြခဲ့ဘူးလို့ဒီစမ်းစစ်ချက်ကထောက်ပြတယ်။ဆိုလိုတာကအစပိုင်းမှာတော့ CDM လို့အချမ်းမဖတ်လှူရှားမှုတွေငင်းချတဲ့စန္ဒပြပွဲတွေနဲ့တွားခဲ့ကြတယ်။နောက်ပိုင်းမှာတော့အားလုံးတိကျတဲ့အတိုင်းပဲ NUG ဥဆောင်မှုနဲ့ PDF လို့လက်နက်ကင်တော်လိုင်းရေးဘက်ကလုံလုံကူးပြောင်းသွားခဲ့တယ်လို့ဆိုပါတယ်။ကဲ လက်နဲ့ကိုလမ်းကြောင်းကိုရွေးလိုက်ပြီးဆိုတာနဲ့မဟာမိတ်တွေကအရေးကြီးဆုံးဖြစ်လာတာပေါ့ဒီတော့တော်လရင်ရဲ့မဟာမိတ်ဖွဲ့မှုတွေမြင်မြင်ရရှိမှုတွေနဲ့ပတ်သက်ပြီးဒီတုံးသက်ချက်ကဘလို့မြင်လဲဆိုတာဆက်ကြည့်ကြရအောင်ဒီဆက်စစ်ချက်ကတော့ပြက်ပြက်သားသားပဲပြောထားတယ်တိုင်းရင်းသားလက်နဲ့ကင်ဟွဲတွေအီယာဝူစီနဲ့တကယ်မဟာမိတ်အစစ်မှန်မထစ်ခဲ့ဘူးတဲ့ဘာကြောက်လဲဆိုတော့အကြောင်းရင်းနှုတ်ခုကိုထောက်ပြတယ်တခုကဟိုရင်ကတည်းကရှိခဲ့တဲ့မယုံကြည်မှုတွေနောက်တစ်ခုကကျတော့ရန်ယူကြီးရဲ့ချင်းကပ်ပုံက ပုံဖက်ဒရီမန်ချက်အပေါ်မှာမဟုတ်ပဲငွေပေးချေမှုပေါ်မှာအခြေခံတဲ့အယောင်ဝေဆန်တဲ့ဆက်ဆံရေးမျိုးခေတ်သွားလိုပါတယ်။ဒါကတော်တော်လေးအဓိကချတဲ့ဝေဖန်ချက်တစ်ခုပဲ။အဆုံးမှာတော့တိုင်းရင်းသားဖွဲ့တွေဟာတနင်္ဂနွေလုံးအတွက် Federal ဖန်တိုင်ကိုရှေ့ရှုတဲ့မိတ်ဖက်တွေဖြစ်မလာခဲ့ဘူး။အဲ့ဒီအစားကို့ဒေတာ ကို့အရေးကိုပဲဦးစားပေးတဲ့အနေအထားဖြစ်သွားတယ်လို့ဒီသုံးသက်ချက်ကဆိုလိုတာပါ။အဲ့ဒီလိုကို့ဒေတာကိုပဲဦးစားပေးတဲ့ပုံစံငယ်နဲ့ စစ်ပွင့်ဝါရဆိုတဲ့အခြေအနေမျိုးကိုရောက်သွားတယ်လို့ဒီ sense check ကသုံးသပ်တယ်။အတိအကျတော့နေမြေရီရလာရဲ့အခါမှာဒါဟာ super federal human ချက်အတွက်မဟုတ်တော့ဘူး။အဖရစီလိုက်ကိုအချူစီဝါတော့ဖြစ်သွားတယ်လို့ဝေဖန်တာပါ။ဒါဟာမူလပန်တိုင်းမြင်းနဲ့လုံမုတ်ကိုသွေးဖေးသွားတာပဲလို့ဆိုပါရယ်။ကဲမဟာဗျူဟာပိုင်းလွဲချော်မှုတွေကိုကြောပြရတဲ့မှာတော့ဒီ sense check ကတိုက်ပွဲတွေကြောင့်ပေးဆက်လိုက်ရတဲ့အချီးမားလောင်းတော့အရာလူတွေရဲ့ဘဝတွေကြောင့်ဆက်ပြီးဖော်ပြပါတယ်။ဒီသုံးသချက်မှာဖော်ပြထားတာကတော့ လက်နက်ကွန်လန်းစင်ရဲ့နောက်ဆက်သွဲစိုးကျူးတွေကတကယ်ကိုကြောက်စရာကောင်းပါလေတဲ့လူငယ်တွေရဲ့ဘဝတွေအနာဂတ်တွေပျက်စီးသွားတာအိုးအိမ်ဆွန့်ခွာထွက်ပြေးရတဲ့ပြည်သူတန်းနဲ့ချီရှိလာတာပြီးတော့တရားဥပဒေစုံမှုလုံးဝပျောက်ကွယ်သွားတာဒါတွေမကဘူးတော်လန်ရဲ့ပဲမှာတော့အာနာရှင်ဆန်းဆန်းပုံစံတွေပေါ်လာတာမျိုးကြီးဒီအများကြီးပါပဲဒီရတဲ့အလုံးဟာတော်လန်ရဲ့ပစ်ဆက်လိုက်ရတဲ့အလွန်ကြီးမားတဲ့လူသားချင်းချင်းဆန်ရဲ့အယဉ်ဤတွေပဲလို့ဆိုထားတာမှာ ။အဲဒီတော့မဟာဗျူဟာပိုင်းကလည်းကြာရှုံးတဲ့လူဒီလည်းအကြီးရဲ့ပေးစစ်ထက်ရတယ်။ဒါတွေကိုချောက်ပြပြီးနောက်မှာတော့ရေးသားသူကသူ့ရဲ့အဓိကအဆိုကို ချလိုက်ပါပြီ။တော်လန်ရေးပြီးပြီတဲ့။ဘာကြောင့်ဒီလိုအတိအကျကောက်ချက်ဆွဲရတယ်လဲဆိုတော့ကိုဆက်ပြကြည့်ကြအောင်။ဆိုတော့အဓိကမေခွန်းကဒါပဲပေါ့။ဒီလောက်ပျက်စီးဆုံးရှုံးမှုတွေလမ်းကြောင်းလွဲချုံမှုတွေရှိနေပါလေနဲ့။တော်လန်ရေးကတကယ်ပဲပြီးသွားပြီလို့ဘာကိုကြည့်ပြီးဒီလောက်တေချာပေါက်ပြောနေရတယ်လဲ။ ဒီသုံးသက်ချက်ကအဆုံးသက်မှာတော်လန်ရေးပြီးသွားပြီလို့အခိုင်အမာဖြောင်းနိုင်တဲ့အကြောင်းရင်းသုံးချက်ကိုထုတ်ပြတာပါတယ်။ပထမတစ်ချက် NUG မှာမြို့ကြီးတွေကိုတင်ပိုင်နိုင်တဲ့စစ်ရေးစွမ်းရည်မရှိတော့ဘူး။ဒုတိယတစ်ချက်ပြည်သူတွေကလည်းပင်ပန်းရမ်းနေနေပြီးအလူငွေတွေလည်းကုန်ခန်းလာပြီ။နောက်ဆုံးအချက်ကတော့ ERO တွေကကုနယ်မြေကိုရထားပြီးဖြစ်တဲ့အတွက်အာဏာရှိတဲ့ဘက်နဲ့ညှိနှိုင်းဖို့ပဲကြံတော့တယ်ဆိုတာပါပဲ။ ဟုတ်ပါတယ်ဒီသုံးသက်ချက်ကအကောင့်ဘက်ကရလတ်တချို့ကိုတော့အတိမတ်ဖြူထားတာရှိပါတယ်ဥပမာစစ်တပ်ကဘုံရန်သူဆိုတာပေါ်ပြီးရှင်းရှင်းလင်းလင်းဖြူထားတာမျိုးဗမာတိုင်းသားလက်နက်ကန်အဖွဲ့တစ်တွေပေါ်လာတာမျိုးဟောဒါပေမဲ့အဲ့ဒီအကောင့်မြင်မှုလေးတွေကိုလွှမ်းမိုးသွားတာကတော့သူ့ရဲ့နောက်ဆုံးကောက်ချက်ပါပဲအဲ့ဒါကဘာလဲဆိုတော့မြုံလင်းချက်အချီးကြီးနဲ့စတင်ခဲ့တဲ့တော်လန်ကြီးဟာအပုံနဲ့တချောင်းထောင်းနဲ့ပဲအဆုံးသတ်သွားခဲ့တယ်ဆိုတာပါပဲကဲဒီလိုကြားချုံသွားရဲဆိုရင်တရားခံကဘာတူလဲ ဒီတုံတက်ချက်ကတော့အဖြစ်ကိုရှင်းရှင်းလင်းလင်းပေးထားရတယ်။သူက NUG ကိုထူထောင်ခဲ့တဲ့တတိယရန်စာနိုင်ငံရေးသမားတွေနဲ့သူတို့နောက်ကလော်ဘီတွေကိုတိုက်ရိုက်လက်ညှိုးတို့ပြီးအပြစ်တင်ထားတာပါ။ဒီတုံတက်ချက်တစ်ခုလုံးကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့နော်ဆူမမေဟွန်းတစ်ခုနဲ့ပဲအဆုံးတတ်ရမှာပါ။ဒီတင်ပြချက်တွေဟာအချက်အလက်ပေါ်ခြေခံထားတဲ့မြတ်တားတဲ့စမ်းစစ်ချက်တစ်ခုလား။ဒါမှမဟုတ်တပတ်တဲကိုပဲဥတီထားတဲ့အငင်းပွားဝယ်ရအမြင်တစ်ခုလား။ ဒီအဖြေကတော့ဒီအချက်လက်တွေကိုနားထောင်ပြီးကိုယ်တိုင်ပဲဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်